ားလုံးမင်္ဂလာပါ။မင်္ဂလာ Entertainment မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့မင်္ဂလာ Entertainment ကနေ season အနောက်အသစ်တွေကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လုပ်ရအောင်ဗီဒီယိုနဲ့တာရခံကြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ဒီချိန်မှာတော့ကျွန်တော်စင်စက်ဖြစ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ season လေးကိုစနိုင်ကြအောင်ဗျာ။လိုင်းစင်မဲ့ရင်ဖန်းစီရာတွင် အတွင်းခံမှုအထားသည့်အမျိုးသမီးများကိုပါဒဏ်ကိုရိုက်နေကြောင်းသိရပါဗျ။ဝန်ပြည်နယ်အတွင်းမှာစစ်ကောင်စီတပ်နဲ့ရင်တင်းရဲအဖွဲ့တွေကလိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ယာယီလိုင်စင်ဆိုင်ကယ်တွေကိုဖမ်းဆီးအရေးယူနေရမှာအမျိုးသမီးအတွင်းခံဘရာဇီးယားမိုးအဆင်မဲ့ဆိုင်ကယ်စီးနှင်းလာသူတွေကိုပါအရေးယူတန်းရိုက်နေကြောင်းဒေသခံတွေစီကသိရပါဗျ။လိုင်စင်မဲ့ရင်တွေဖမ်းဆီးအရေးယူနေတာကြောင့်လိုင်စင်ပါဆိုင်ကယ်ကိုအပြည့်အစုံယူဆောင်ပြီးအရေးကြီးကိစ္စနဲ့အပြင်သွားခဲ့ရမှာ အတွင်းခံဘရာဇီးယားမိုးဆင်နိုင်မဲ့မောင်းနှင်ခဲ့တာကြောင့်စစ်ကောင်စီလုံခြုံရေးရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတိုင်ရိုက်တာခံခဲ့ရကြောင်းပေါင်မြုတ်ခံတယောက်ကပြောပါတယ်။လွန်ခဲ့တဲ့9ရက်လောက်ကဖြစ်သွားတာရုံးကကောင်မလေးတယောက်ရဲ့အတော်ပါအရေးကြီးကိစ္စနဲ့အပြင်ကိုထွက်သွားတာဘော်လီဝုဒ်ဖို့မိသွားတယ်ထင်တယ်။သူ့ဆိုင်ကမှလည်းရင်းနဲ့ပတ်သက်တာအလုံးအဆုံရှိရနဲ့ဘော်လီမိုဘက်စီးလို့ဆိုပြီးဒဏ်ငွေ9000ရိုက်လိုက်တယ်။လိုင်စင်မဲ့ရင်းတွေကိုဖမ်းဆီးအရေးယူဖို့ ပြီးခဲ့တဲ့မေ20ရက်ကနေပြည်တော်ကစီဝေးမှာစစ်ကောင်းဆောင်ဘူချုပ်မူကြီးမဲအောင်နိုင်ကပြောဆိုခဲ့ပြီးနောက်ပိုင်းလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုနေအိမ်အထိတင်းတင်းကြပ်ကြပ်ဖမ်းဆီးတာတွေလှုပ်ဆောင်လာကြပါတယ်။ဒါအပြင်ဖဏမပါပဲဆိုင်ကဲမောင်းနေတာနဲ့ဗိုလ်လီမိုပဲဆိုင်ကဲမောင်းနေတာတွေကိုပါဖမ်းဆီးအရေးယူနေကြောင်းလူမှုကွန်ရက်မှာ live stream ပြောဆိုခဲ့တဲ့ပေါင်မြုပ်ကတာမြုပ်တဲ့နေသူကြောကာဝင်းခေါ်ဖိုးဝဆိုသူကိုအများပြည်သူအထိတ်တလန့်ဖြစ်စေရန်နဲ့အစိုးရကိုအကြီးအကျယ်ပြည့်စုံရန်ရည်ရွယ်မှုနဲ့ပေါင်မြုပ်မရဲစခန်းကပတရားကိုမြန်ဆောင် 2025ရဲစတကြီးပုံမှ905ကကြီးနဲ့အမှုဖွင့်အရေးယူထားကြောင်းရဲစခန်းနဲ့နှိစက်သူတွေထံကတီးရပါတယ်။မွန်ပြည်နယ်တွင်ရှိလိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးရမှာစစ်ကောင်စီလက်အောက်ခံအဖွဲ့စုံကနေဖမ်းဆီးမှုတွေကိုလှုပ်ဆောင်နေပြီးဖမ်းမိရင်လည်းယင်တွေကိုအပြည့်အပိုင်တင်စီပြီးယင်ပိုင်ရှင်တွေကိုလည်းငွေကြေးနဲ့ထုတ်ယူခိုင်းတာအပြင်တချို့ကိုထောင်ဒဏ်ချမှတ်တဲ့အထိလှုပ်ဆောင်နေကြောင်းမြို့ခံတွေကြားဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။